ဒီကုသဝတိမင်းနေပြည်ဆိုတာကြီးအချင်းတုန်းကဒီနေရာမှာအလွန်ကြီးကျယ်ခန္ဓာနာနာရှိခဲ့ဘူးတယ်ပေါ့ဘလောက်ထိကြီးကျယ်ခန္ဓာလဲဆိုလို့ရှိရင်အလျားယူဇနာ၁၂ယူဇနာ လောက်တောင်ရှိတယ်တဲ့အနှံယူဇနာ9ယူဇနာလောက်တောင်ရှိတယ်တဲ့နော်တကားမုံမှာစိုက်ထားတဲ့တကားတိုင်းကြီးတွေဆိုလို့ရှိရင်နော်လုံးဘတ်အတောင်60လောက်တောင်ရှိတယ်တဲ့လုံးဘတ်15000လောက်ရှိတယ်တဲ့မြေကြီးတွေကို15000ဝယ်အောင် စိုက်ထားပြီးတော့အမြင့်ဟာအတောင်60လောက်တောင်ရှိတယ် အလွန်ကြီးကြီးခန္ဓာတဲ့တကားမဟုတ် တကားတိုင်ကြီးတွေမှတိတာပဲပေါ့အဲ့ဒါရွှေနဲ့ပြီးတဲ့တိုင်တွေရှိတယ်ငွေနဲ့ပြီးတဲ့တိုင်တွေရှိတယ်အဲ့ဒီသုတ္တမဒီမျိုးကြီးရဲ့ကြီးကြီးခန္ဓာပုံကိုမြတ်စွာဘုရားအသေးစိတ်ဟောထားတယ်ပေါ့အဲ့ဒီမျိုးကြီးမှာမြတ်စွာဘုရားမဟာသုတ္တနာမင်းရဲ့လို့သွားပြီးတော့ဖြစ်တယ်အဲ့လိုဖြစ်တဲ့အချိန်မှာဦးဇင်းတို့ယတနာခုနှစ်မျိုးနဲ့တကိုးလေးမျိုးကိုပိုင်တော်မူခဲ့တယ်တဲ့ ရတနာခုနှစ်မျိုးဆိုတာကဘာတွေလဲဆိုတော့မင်းကွန်းစတော်ဘုရားကြီးကစံပုံလေးစီတာတာရှိတယ်။ဆက်စင်မြင်းများမတ်ထေးသားဟုဆက်ဆိုတာဆက်ကြရတနာကိုပြောတာ။စင်ဆိုတာကစင်ရတနာကိုပြောတာ။မြင်းဆိုတာကမြင်းရတနာ။မြားဆိုတာကဗရမားရတနာ။မဆိုတာကမိဖုရားရတနာ။ထေးဆိုတာကပထေးရတနာ။သားဆိုတာကသားကြီးရတနာ။ရတနာခုနှစ်ပါးရှိတယ်။ အဲ့ဒါစัจ जा ယရဏဆိုတာကဘလို့စရောက်လာလဲဆိုတော့ဘုရားလောင်းကအမြဲတမ်းဥပုံနေမှာဥပုံဆောင်နေပေါ့အဲ့ဒါဒီနေ့တော့ပြတ်တဲ့ထဲမှာသူ့ရဲ့ဥပုပ်ကိုစဉ်းစားဆင်ခြင်နေတော့မှာပဲအဲ့ဒီပြတ်တဲ့ထက်ကကောင်းငင်ပြင်မှာလေဟာပြင်ထဲမှာအလွန်ကြီးကြီးခန္ဓာတဲ့လဲပတ်နေတဲ့ယင်ပေါ့နော်စัจ जा ယရဏဆိုတာယင်ပဲအဲ့ဒါကြီးကကြီးကြီးကြီးခန္ဓာနာဖြစ်နေတော့ဘုရားလောင်းကစဉ်းစားတယ်တရားဆောင်တဲ့မင်းတွေဟာ ဒီလိုမျိုးကြီးမားတဲ့စัจ जा ယရနာဆက်ရောက်တတ်တယ်ငါဟာစัจ जा မြင်မြန်ဖြစ်နေလေသလားမသိဘူးအဲ့ဒါနဲ့သူကမလုပ်လဲဆိုတော့ရွှေကရတဲ့ကရင်နေမပလုတ်ချင်းပြီးတော့အဝတ်ကိုတော့လက်ကတော့ထိုးပြီးတော့အဲ့ဒီစัจ जा ယရနာကိုအဲ့ဒီရွှေကရတဲ့ကရင်နေတောင်းလောင်းလိုက်တယ်သင်စัจ जा ယရနာလဲစီသတိအောင်စီသတိလို့အဲ့လိုပြောပြီးတော့အဲ့ဒီစัจ जा ယရနာကိုပြတ်တဲ့ရဲ့နော်လှေကားကနေတာပဲတက်သွားတယ်အဲ့ဒါ များကြီးသူ့ရဲ့ပေးတဲ့စေငါလေးပါအကုန်ဆန့်နေတယ်အဲ့တော့နေဘယ်သွားလိုက်လဲဆိုတော့အရှိသမုတ်တရာဘက်ကိုသွားလိုက်တယ်အဲ့ဒါကောင်းငင်ကနေသွားတာပေါ့အဲ့ဒါတိုင်းပြည်တစ်ခုရောက်တဲ့အခါကျတော့အဲ့ဒီမှာဆင်းပြီးတော့အဲ့ဒီမှာပဲစရေချတယ်အဲ့ဒီနေရာမှာအုပ်ချုပ်နေတဲ့မင်းဆိုတာရှိတယ်ရှောက်လာတယ်ဆိုတာကြားလာတယ်လာပြီးတော့ခန်းစားရတယ်ဒါဟာအရှင်မင်းမရရဲ့တိုင်းပြည်ပါအရှင်မင်းရဲ့ပိုင်တဲ့နယ်မြေကိုမှတ်တော်မူပါပေါ့အဲ့တော့ဘုရားလုံးကပြောလို့ဆိုတော့ ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်သူများတက်ကိုမတက်ရဘူးဘုရားပစ္စည်းမတရားမယူရဘူးကာမကိစ္စကိုမှားယွင်းစွာမကျင့်ရဘူးလိညာလဲစားမှုသားတကားကိုမစိုးရဘူးရက်သေးတာမှုရစီဝါပတောက်စားရဘူးကောက်ခံမြေအခွန်ကိုကောက်ခံပြီးတော့ချမ်းချမ်းသာသာနေလို့အဲ့ဒီအဆုံးအမကိုပေးတယ်တဲ့ဒီလိုပဲပြန်လာတာဒါသူ့ရဲ့လက်အောက်ခံမင်းဖြစ်သွားတယ်ပေါ့အဲ့လိုနေနေကဘာမြေပြင်တစ်ခုလုံးကို နော်အစိုးရတဲ့စကြမင်းဆိုတာဒီစကြရတနာရဲ့စွာအောင်ဖြစ်သွားတာပေါ့